မင်္ဂလာပါမင်္ဂလာရှိစွာနှုတ်ဆက်ပါရယ်ကျွန်တော်ခုန YouTube မှာ numerology နဲ့ပတ်သက်တဲ့ကဏ္ဍပေတွေနဲ့ပတ်သက်တဲ့အကြောင်းငါးကဏ္ဍသမားတွေအတွက်အပိုင်း1အနေနဲ့တပုတ်တင်ပေးခဲ့ပြီးပါပြီအခုတော့ numerology အကြောင်းအားလုံးကိုပြောပြသွားမယ်အပိုင်း1အနေနဲ့ဒီကဏ္ဍပိုင်းရှင်များအတွက်နှစ်3 4 5ရောပြပူပါပြီဆိုရင်ထပ်ပြောပါမယ်6 9 8အထိပေါ့ တစ်ကနေကိုအထိကနန်းပိုင်ရှင်များအတွက်ဘောမှာတည်တည်တည်ထိုက်တဲ့အကြောင်းအရာတွေနဲ့ကိုယ့်ရဲ့မွေးရဲ့ကနန်းကိုကောင်းမွန်အောင်ဘလို့အသုံးချလို့ရနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တည်သမျှဝေမျှသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေကမွေးတွေကကနန်းအနေနဲ့ကြည်ပင်ခဲ့ရတာဖြစ်ပါတယ်ကိုယ့်ရဲ့မွေးရဲ့မွေးကနန်းကအကျိုးပေးတဲ့ကနန်းလို့ယူဆနိုင်ပါတယ်ဥပမာအားဖြင့်တရက်နေ၁၀ရက်နေ၁၉ရက်နေ ီနေ့ဒီမှာမွေးတဲ့ပုံကိုရီယာတက်ကနန်းသမားတွေပေါ့တက်တရက်နေမွေးတဲ့သူတွေဆရက်နေရလဲပေါင်းချင်းရတက်နော်19ကလည်းပေါင်းလိုက်ရင်20ပြင်ရတော့တက်ပဲပြင်လို့ရပါတယ်တက်ကနန်းပိုင်ရှင်တွေပေါ့ဒီတက်ကနန်းပိုင်ရှင်တွေဟာဘဝမှာကိုယ့်ရဲ့မွေးရဟာသူမို့ကိုယ့်ရဲ့မွေးကနန်းဟာတက်ကနန်းဖြစ်နေတယ်ဆိုရင်ကိုဟာတက်ကနန်းပိုင်ရှင်ဆိုလို့ရှိရင် ဘယ်ရမှာမဆိုဦးစီးဦးဆောင်ပြုလုပ်ရမယ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်လဲကိုရာပဲဦးစီးဦးဆောင်လုပ်ရတဲ့ပုံစံတွေဖြစ်တတ်တယ်အားလုံးရဲ့တာဝန်ကိုထမ်းဆောင်ပေးရတာမျိုးမိသားစုမှာဆိုအကြီးဆုံးတွေဖြစ်တာမျိုးအငယ်ဆိုရင်တော့မှအကြီးဆုံးကဲ့သို့တာဝန်ထမ်းဆောင်ပေးရတာမျိုးဖြစ်တတ်တယ်တက္ကနံပိုင်ရှင်များဟာဘဝမှာကိုရာပဲဦးစီးဦးဆောင်ပြုရတာလောကရန်ရဲ့တာဝန်တွေကိုခါစီပြီးတော့ ထံပိုးပေးထားရတဲ့ပုံကများဖြစ်တတ်တယ်။တကယ်တမ်းပိုင်ရှင်တွေကကိုကနေပြီးတော့သူများကိုကူညီပေးရတာပဲရှိတယ်။ကိုကအကူအညီလိုရင်ကူညီပေးမဲ့သူပေါပေါတာမျိုးခတ်တတ်ပါတယ်။တကယ်တမ်းပိုင်ရှင်များဟာမိမိကိုကိုမိမိပဲအရင်အားကိုးပါတယ်။ဘဝမှာလည်းကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်ပြီးတော့အမြဲတမ်းလက်မထောင်နိုင်တဲ့ပုံကများဖြစ်တယ်။ဒီလိုပဲတကယ်တမ်းပိုင်ရှင်များဟာလှုပ်ရက်ချက်တွေများတယ်။သူတို့ရဲ့ဒီ စိတ်နေစိတ်ထားသဘောထားတွေရာလဲစိတ်လှုပ်ဝက်ချက်တွေများတယ်နောက်တစ်ခုကဘယ်တော့မှအယူအဆမတူဘူးသူရဲ့စိတ်နေစိတ်ထားတွေရာတအားခံမရခတ်တယ်လို့ဆိုလိုနိုင်ပါတယ်ပြီးတော့တေကနန်းပိုင်ရှင်များဟာကိုယ့်ရဲ့ဘဝဂျီမန်ချက်ထက်မိသားစုရဲ့ဘဝတမကိုချင်းရတဲ့သူရဲ့ဘဝကိုပဲအများအားဦးစားပေးရတာမျိုးညတ်တတ်ပါလေအဲ့တော့တေကနန်းပိုင်ရှင်တွေဟာကိုယ့်ရဲ့မွေးရဲ့ ဖြစ်တဲ့ဥမာဒီကနန်းပိုင်ရှင်လည်းဖြစ်တယ်တနည်းကုနေနေလည်းဖြစ်တယ်ပေါ့နော်စသဖြင့်ပေါ့ဒီလိုဖြစ်တဲ့အခါကျလို့ရှင်ကိုယ့်ရဲ့မွေးရက်တွေမှာပေါ့မွေးရက်တိုင်းမွေးရက်တိုင်းမှာအမြဲတမ်းကိုယ့်ရဲ့အိမ်အိမ်ဖျားမှာပဲဖြစ်စီအဲနိစ္စရာဖျားပရမမှာပဲဖြစ်စီပေါ့အုံးရီသို့မဟုတ်အုံးစိမ်းရီသွားပြီးတော့ လူပေးမယ်ဆိုလို့ရှိရင်ပုံမှန်ရှိတဲ့အခက်ခဲတွေပြေပြောက်သွားတတ်ပါတယ်နောက်တစ်ခုအနေနဲ့နှစ်ရက်နေမွေးတဲ့သူတွေနှစ်ရက်နေ17ရက်နေ20ရက်နေ20ရက်နေမွေးကြတဲ့သူတွေပေါ့နှစ်ကနန်းပိုင်ရှင်တွေနှစ်ကနန်းပိုင်ရှင်များကတော့အမြဲတမ်းဖြစ်ပဲ တစုံတဦးရဲ့လိုအပ်ချက်တွေကိုပဲဖြည့်ဆည်းပေးရတဲ့ပုံစံတွေများတယ်။နေကနေပိုင်ရှင်များဟာအမြင်နဲ့စိတ်ကတွေးဟဖြစ်နေတတ်တယ်။ကိုကိုကိုဘာလို့ချင်မှမသိတဘူး။တခါတလေကြလို့ရှင်ဆုံးဖြတ်ရမယ့်အရာတစ်ခုကိုကိုဆုံးဖြတ်ချက်ထက်အာလုပ်ပါအောင်အမေသမီးကတော့ဒီလိုဒီလိုဖြစ်နေလို့ဆုံးဖြတ်ပေးပါအောင်ကြံပေးပါအောင်အလုပ်ပါအောင်အမေသားကတော့ဒီလိုဒီလိုဖြစ်နေလို့ဆိုတဲ့ပုံစံတွေများတယ်။နေကနေပိုင်ရှင်တွေကအမြင်နဲ့စိတ်နှက်ခွဖြစ်မယ်။ဘာလို့လို့ပြက်ပြက်တတ်တာမရှိတတ်ဘူး။ ဲ့လိုပဲနှစ်ကနန်းပိုင်ရှင်တွေဟာမိခင်ထက်ဖခင်တွေရဲ့ချက်ချင်းကိုပိုရရှိတတ်ပါတယ်။နောက်ပြီးတော့နှစ်ကနန်းပိုင်ရှင်များဟာညီကောင်မတော်မကံညံ့တတ်ကြတယ်။ညီကောင်မတော်ရဲ့ပတ်သက်ပြီးတော့ကိုကကိုကပဲဖြည့်ပေးရတာကိုကပဲလှုပ်ပေးရတာဒါတွေများတယ်။ကိုကိုပြန်မကြည့်ဘူးပြီးတော့ကိုရဲ့စေတနာပြန်ဆောင်ခါခံရတယ်ဆိုတာနှစ်ကနန်းပိုင်ရှင်တွေများတယ် တကယ်တမ်းပိုင်ရှင်တော်တော်များများဟာကိုလုံပေးတဲ့စေတနာကိုသူများအတိမတ်ပြုမခံရအောင်ကိုလုံပေးတာကိုကိုယ့်ကိုယ်ပဲကိုသိရတယ်ဆိုတဲ့ပုံစံတွေနဲ့နေကနန်းပိုင်ရှင်တွေများတယ်နေကနန်းပိုင်ရှင်တွေရဲ့စိတ်ထဲမှာစိတ်ကနေတော့ထုံမပြပေမဲ့လို့တယောက်ယောက်ပေါ်မှာရှိတဲ့စေတနာကတော့အများအပြည့်ဆိုတာနေကနန်းပိုင်ရှင်တွေဖြစ်တတ်ပါတယ်နေကနန်းပိုင်ရှင်တွေအတွက်ဘဝတသက်တာလုံးအတွက်အဆက်ဆက်ရအစဉ်ပြေစေဖို့ဆိုလို့ရှိရင်200 2000 နှစ်တောင်းစသဖြင့်ပေါ့ကြုံရင်ကြုံတယ်လို့တင်လက်ရှင်တွေလှူပေးတာတို့နံပါတ်တဲ့သူတွေကိုပန့်တကူလှူပေးတာတွေကနေ့ကနေပိုင်ရှင်တွေအတွက်အကောင်းဆုံးသောရည်ရည်ရပါနမိတ်လှူပေးပါနေ့ကနေပြီးတဲ့ခါမှာကျွန်တော်တို့သုံးကနန်းတူမပါဘဝမှာ၃ရက်နေမွေးကြတဲ့သူတွေ၁၂ရက်နေမွေးကြတဲ့သူတွေ30ရက်နေမွေးကြတဲ့ပုံကိုယ်တွေ22ရက်နေမွေးကြတဲ့ပုံကိုယ်တွေဟာသုံးကနန်းသမားများဖြစ်ကြပါတယ် သုံးကနပ်ပိုင်ရှင်များဟာသုံးကနပ်ပိုင်ရှင်တွေရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူတို့ကကြားနေဥမာအဒီမီသားစုထဲမှာအဖေနဲ့အမေနဲ့မတည့်ဘူးဆိုလို့ရှိရင်အဲ့သုံးကနပ်ပိုင်ရှင်ရှိလို့ရှိရင်သားသမီးထဲမှာသုံးကနပ်ပိုင်ရှင်ရှိတယ်ဆိုလို့ရှိရင်သူ့ကြောင့်ပြန်တည့်ဟုတ်သွားရတယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်သုံးကနပ်ပိုင်ရှင်တော်တော်များများကရန်အန်ဒရယ်နေအောင်နေတတ်တယ်ကျွန်တော်တို့သင်္ချာပညာရှင်ဖြစ်တဲ့ပိုက်တာဂိုရက်က သုံးကနန်းကိုသူကတော်တော်ကြိုက်တယ်လို့ပြောခဲ့တယ်။သုံးကနန်းဟာဂမ်ဘီယာကနန်းသုံးကနန်းဟာတိတ်ထွေကနန်းသုံးကနန်းအစွမ်းထက်တဲ့ကနန်းလို့လည်းပြောတယ်။သုံးကနန်းဟာဘဝမှာသုံးကနန်းပါရှင်တော်တော်များများကလူကျင်နာကိုအကြာကြီးစောင့်စီရမလိုတဲ့ပုံစံတွေပါ။ကိုယ်စိတ်ထဲမှာဖြစ်ချင်နေပြီလူကျင်နေပြီဆိုတာနဲ့အမြဲတမ်းအချိန်ခါမရွေးအချိန်အနည်းအချိန်ပေါ့နော်အနည်းနဲ့အမြန်ပေါ့ ရလာတတ်ပါတယ်ရောက်လာတတ်ပါတယ်တို့တော့သုံးကနပိုင်ရှင်များဟာစိတ်သဘောထားမတိုက်ညီတဲ့သူတွေနဲ့ပဲခဏခဏဘဝမှာတွေ့ရမယ်ကိုကအထိပ္ပယ်ဒီလိုတစ်ခုနဲ့ပြောလို့ရှိရင်ကိုယ့်ရဲ့စကားကိုယ့်ရဲ့စကားလုံးတွေကိုတခြားအထိပ္ပယ်နဲ့နားလည်သွားတာတွေသဘောပေါက်သွားတာတွေတခြားသူတွေရဲ့အမြင်မှာကိုယ်တမျိုးမြင်ခံရတာတွေခဏခဏမြင်ရမယ်။ဘိုးပါပဲလှုပ်လှုပ်ဘလို့ပဲနေနေဘလို့ပဲထိုင်ထိုင်သုံးကနေပိုင်ရှင်များဟာ အမြားရဲ့အထင်အမြင်လွဲခြင်းကိုခဏခဏခံရတတ်တယ်ဆိုတာသုံးကနေပိုင်ရှင်များဖြစ်ပါတယ်။သုံးကနေပိုင်ရှင်တွေဟာအလားပါကြိုက်တယ်။နေရထိုင်ရင်လည်းတတ်တတ်ရရနေထိုင်တတ်ကြတယ်ဆိုတာသုံးကနေပိုင်ရှင်များပါတယ်။သုံးကနေပိုင်ရှင်တွေရဲ့အခြေအေးဟာအများရန်သုံးပွင့်ဆိုင်ပဲခြုံရတာလေရေဘူးရအဖြစ်ဖြစ်နိုင်ပါတယ်။နောက်တစ်ခုအနေနဲ့သုံးကနေပိုင်ရှင်တော်တော်များများကမဖြစ်တယ်လေဆိုတော့အိမ်အောင်ရေးဆိုလို့ရှင်လေကို ယူလိုက်တဲ့တစ်ဖက်လူအပြင်ကမှသူ့မိဘဟိုပါတင်ကြွေးရတာတို့သူ့စင်မျိုးကိုပါလှုပ်ဆောင်ပေးရတာလည်းဖြစ်တတ်တယ်ဒါသုံးကနေရေပူရအောင်ပြောတာအဲ့တော့သုံးကနေပိုင်ရှင်များအတွက်ဘဝတသက်တာရေရရာဟာတကြီးရွယ်အိုတွေကိုဖြစ်စေကိုယုံကြည်ရဘာသာရေးပုဂ္ဂိုလ်ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ဘုရားဟုတ်ပေါ့ဗျာအဲ့တော့ဘုရားမှာဇီးကိုကပ်ပြီးတော့ကိုယ့်ရဲ့အခက်ခဲတွေကိုစွတ်တောင်းခြင်းအဖြစ်အစအစအရာပြည့်လည်သွားတတ်ပါတယ် သုံးကနေပြည့်တဲ့အခါမှာကျွန်တော်တို့၄ရက်နေမွေးတဲ့သူတွေ၃ရက်နေမွေးတဲ့ပုံကိုယ်တွေ၂၂ရက်နေမွေးကြတဲ့ပုံကိုယ်တွေ၃၁ရက်နေမွေးကြတဲ့ပုံကိုယ်တွေပေါ့ဒီပုံကိုယ်တွေဟာ၄ကနေပိုင်ရှင်များဖြစ်ပါတယ်၄ကနေပိုင်ရှင်တွေကခေါင်းပါတယ်ဘသူပါပြောပြောကိုလုံးချင်မှကိုလုံးတယ်အများပြောတာတွေကိုဂယုမဆိုင်ဘူးကိုဘွားကိုကိုဘလို့ပုံဖော်မယ်ဆိုတာကိုလေကနပန့်ရှင်တွေကအစီအစဉ်တကြတ်သတ်မှတ်ထားပြီးသား ဘဝမှာအမြဲတမ်း top 10ဆိုတဲ့နေရာမှာပဲရက်တည်ခြင်းနဲ့ဆိုတာလေကနန်းသမားတွေဖြစ်တယ်။လေကနန်းပိုင်ရှင်တော်တော်များများကပူပူပူပြီးတော့မြင်မာမြင်မာမြင်မာတဲ့ဘဝတိုးတက်မှုတွေပေါ်မှာပဲစိတ်ရှိတယ်။သူတို့မှာအမြဲတမ်းရှိမင်းချက်ကတခုပဲရှိတယ်။အဲ့ဒါငါချမ်းသာရမယ်ဆိုတာပဲ။လေကနန်းပိုင်ရှင်တော်တော်များများဟာဘဝမှာကိုယ့်ရဲ့ဖြစ်ခြင်းနဲ့ဆန္ဒကိုပဲကိုဦးစားပေးတယ်။တခြားလူရဲ့ဆန္ဒကိုဦးစားပေးတာရှားတယ်။အဲ့လိုဖြစ်လို့လေအများသူကသူ့မြင်တဲ့တကူတကူငုံဆန်နေဆိုပြီးဒါမဲ့အဲ့ဒါကိုလေအဲ့လေကနေပိုင်ရှင်တွေကဒီလိုမဆိုင်ဘူ ဘာကြောင့်လဲသူတို့ဟာလက်ခုပ်ရှိမှလက်ကြားယူရဲဆိုတဲ့စကားလိုပဲကိုရှိမှအများကိုလှုပ်ပေးနိုင်မယ်ဆိုတဲ့စိတ်ဓာတ်အပြည့်ရှိတာလေးကနက်ပိုင်ရှင်တွေပါဒါပေမဲ့လေးကနက်ပိုင်ရှင်တွေကိုသွားတော့မဆန်းနဲ့သူတို့ဟာအခြေကြီးသလိုအမြင်ကြီးတတ်ကြတယ်ဆိုတာလေးကနက်ပိုင်ရှင်တွေကိုပြောတာပါတကယ်လို့ကိုကတကယ်ရည်ရွယ်ပြီးချစ်မိပြီဆိုရင်လည်းအဲ့လိုပုံမှာတသက်တာလုံးတွေရည်ရွယ်ပြီးတော့မုန်းမီဆိုရင်လည်းလှဲ့မကြည့်တာဒီကနေ့ပိုင်ရှင်တော်တော်များများဖြစ်တတ်ပါတယ်။ဒီကနေ့ပိုင်ရှင်တွေအတွက်အကောင်းဆုံးသောရည်ရည်ရာကတော့ ဘယောင်းနိုင်အဝါရောင်ရဲ့အစိမ်းရောင်ရဲ့အနီရောင်ရဲ့အဖြူရောင်ရဲ့အဲ့ဒီလေးတိုင်ကိုကိုယုံကြည်ရပါသားဤပုဂ္ဂိုလ်များမှာထုံးညစ်ပြီးတော့စုတောင်းခြင်းအဖြစ်အစစအရာအစဉ်ပြင်နိုင်ပါတယ်။ဘုရားမှာလှူရင်လည်းဘုရားမှာလှူနိုင်ပါတယ်။ကျွန်တော်ငါးကဏ္ဍတော့ဗီဒီယိုတစ်ပုဒ်နဲ့တင်ပြပါပြီ။သို့တော့ထပ်ပြောပါမယ်။ငါးရက်နေမူရတဲ့သူတွေ၁၄ရက်နေမူရတဲ့သူတွေ၂၃ရက်နေမူရတဲ့သူတွေဟာငါးကဏ္ဍပိုင်ရှင်များဖြစ်ပါတယ်။ငါးကဏ္ဍပိုင်ရှင်တွေဟာဘောကမှာငွေနဲ့လက်နဲ့အမြဲမပြတ်တတ်ဘူးတဲ့။ ငွေမရှိဘူးဆိုရင်တော့မှမရှိဘူးဆိုရင်တော့မှခဏနေသူတို့လက်ထဲကငါကနန်းနေရငါကနန်းပိုင်ရှင်တွေလက်ထဲကငွေရအမြင်နဲ့ရောက်လာတတ်တယ်ငါကနန်းပိုင်ရှင်တွေဟာငွေနဲ့ကစားပြီးတော့အလုပ်လုပ်တဲ့နေရာမှာတအားကြီးပါတုတ်တတ်တယ်မိဘငွေရင်းတဲ့လုပ်ငန်းတွေငါကနန်းပိုင်ရှင်တွေကလူချစ်လူခင်လဲပေါ်တယ်ဗျဘာကြောင့်လဲဆိုတော့သူကကနန်းကိုလုံးထဲမှာအလဲရနေနေတာဟုတ်တက်ကနေ၄ကြားထဲမှာလဲငါရှိတယ်၆ကနေ၉ကြားထဲမှာလဲငါရှိတယ်ဆိုတော့ငါအလဲမှာရှိတယ် ီးတော့ငါကနေပိုင်ရှင်တွေကအားလုံးနဲ့သဟာဇာတာမြတ်တာကိုနေတတ်တယ်ပုံဝဲကျင်တဲ့သဟာဇာတာမြတ်တာကိုနေတတ်တယ်လူချစ်လူခင်ပေါ်တယ်ပြရကောင်းတယ်အပြောဆိုလည်းကောင်းတယ်တော်ကေကောင်းတယ်သူတို့စကားမှာပြောလိုက်မျောပါအောင်ဒါပေမဲ့ငါကနေပိုင်ရှင်တွေဟာအခြေကြီးမှာပဲတော်လကောင်းအိမ်တော်ကြီးလူမှုကြီးမှာပဲတော်လကောင်းဖြစ်ပတ်ခံပတ်ပါပဲသူတို့ထက်တာတဲ့သူတွေနဲ့တွေ့ရင်လည်းသူတို့ဟာ အထင်မကြီးတတ်ကြသလိုသူတို့ထက်နေကြတဲ့သူတွေနဲ့တွေ့ရင်အထင်မသေးတတ်တာငါကနဲ့တမားတွေဖြစ်ပါတယ်။သို့တော့ငါကနဲ့ပိုင်ရှင်တွေဟာအချီးကြီးမှအိမ်တော်ကြီးအချီးကြီးမှကံမကောင်းခင်ရင်တော့အိမ်တော်ကြီးကံကောင်းတတ်ကြပါတယ်။ငါကနဲ့ပိုင်ရှင်တွေဟာငွေကိုလက်စွပ်လုပ်ဝေးတာတို့ဆွဲကြုပ်လုပ်ဝေးတာတို့လုပ်ရပါတယ်။ငါကနဲ့ပိုင်ရှင်တွေစီကရတဲ့ပတ်စံမုတ်ဖိုးတွေကိုတင်ထားရတယ်။အဲ့ဒီငါကနဲ့ပိုင်ရှင်တွေစီကရတဲ့ပတ်စံဟာ ဘဝအတွက်အစောင်းပတ်စံအနေနဲ့အသုံးပြုလို့ရတယ်။ဘာကြောင့်လဲဆိုတော့ငါကနန်းပိုင်ရှင်တွေကအရန်လက်လာဘရွှင်စီတက်တဲ့ပုံကိုယ်တွေငါကနန်းပိုင်ရှင်တွေကရှင်သီဝလိယဟန္တာကြီးရဲ့ဂါရာကိုတအားရွတ်လေလက်လာဘတိုးတက်လေပဲ။အဲ့လိုပဲငါကနန်းပိုင်ရှင်တွေကငွေလက်စွပ်ဝတ်တာတို့လုပ်ထားရတယ်။ငါကနန်းပိုင်ရှင်တွေရဲ့ငါကနန်းပိုင်ရှင်တွေစီကရတဲ့ပတ်စံငါကနန်းပိုင်ရှင်တွေပေးတဲ့ပတ်စံကိုတင်ထားအမြဲတမ်းတိုးတက်စေတယ်။အဲ့ဒါလက်ဆောင်လက်ပွေစေတဲ့အဆောင်တွေနဲ့သုံးလို့ရတယ်။ အဲ့လိုပဲတခြားသောကဏ္ဍပိုင်ရှင်တွေအတွက်အထူးရည်ရံအနေနဲ့ဖျောင်းနိုင်တဲ့တိုင်းမှာနံပါတ်5ဆိုတာလေးကိုရေးပြီးတော့ကိုယ့်ရဲ့မူနဲ့တောင်းမှာသွားပြီးတော့လှူဝင်းကြီးတူတက်စီဒီလိုပဲကျွန်တော်တို့6ရက်နေမူရတဲ့သူတွေ15ရက်နေမူရတဲ့သူတွေ24ရက်နေမူရတဲ့သူတွေဟာ6ကဏ္ဍသမားများဖြစ်ကြတယ်6ကဏ္ဍပိုင်ရှင်တွေဟာတအားစမ်းပွင့်ပါတယ်တအားကိုစမ်းပွင့်ကြပါတယ်ဘာကြောင့်တအားစမ်းပွင့်လဲဆိုတော့ အ ਨੇ ဆုံးသူတို့မှာကြိုက်တဲ့လူသူတို့ကိုလာကြိုက်တဲ့လူမရှိပါဘူးဆိုရင်တော့မှနှစ်ယောက်လောက်ကအ ਨੇ ဆုံးရှိတာ6ကဏ္ဍပိုင်ရှင်တော်တော်များများပါသူတို့သူတို့နေရင်တော့မှ6ကဏ္ဍပိုင်ရှင်နေရာစမ်းတအားပွင့်နေအဲ့လိုစမ်းပွင့်တဲ့နီးတူอืมပြောရရင်တော့ဒီစားများတာတို့ရွေးချယ်မှုများတာတို့အခုခင်းနဲ့ပြောမယ်ဆိုရင်တော့ flat တင်ပေါ့ဗျာကျွန်တော်စကားပြောရသူများတာတို့ဒါပေမဲ့သူတို့ကလိုက်ပြီးတော့ကြိုက်တာမဟုတ်ဘူးသူတို့ကိုလာပြီးတော့သဘောကျတယ်သူများတာ6ကဏ္ဍပိုင်ရှင် ဒါပေမဲ့၆ကဏ္ဍပိုင်ရှင်နေဘဝမှာအမြဲတမ်းအချစ်အရာကံညံ့ပါလိမ့်မယ်။ကံညံ့တတ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့ကတစုံတယောက်ဆိုတစုံတယောက်ထဲပေါ်မှာပဲနှစ်နှစ်ကကရှိပြီးတော့မှားတဲ့သူရွေးပြီးတော့မှန်တဲ့သူပယ်တက်ကြတဲ့အတွက်၆ကဏ္ဍပိုင်ရှင်နေအချစ်အရာကံညံ့တာဖြစ်ပါလိမ့်မယ်။တကယ်မှန်တဲ့သူနဲ့တွေ့လာတဲ့အခါမှာသူတို့ဘက်ကစိတ်ဝင်စားခြင်းမရှိဘူး။မှားတဲ့သူနဲ့တွေ့ရင်တော့တဲတဲတန်တန်ဆွဲဖြစ်တယ်ဆိုတာ၆ကဏ္ဍပိုင်ရှင်လေး။၆ကဏ္ဍပိုင်ရှင်လေးကဘဝမှာအလုပ်လုပ်တဲ့အခါမှာတက်တက်တတချောင်းချောင်းလဲလဲနဲ့ လှုပ်ဆောင်ရတာမျိုးများတယ်။ပညာနဲ့လှုပ်လှုပ်ရတာမျိုးများတယ်။ကြောင်ကနဲ့ပိုက်ရှင်တွေစိတ်နေစိတ်သဘောထားဘသူတေတေငတ်တေမာရင်ပြီးရောစိတ်ဝင်စားဖို့သူများတွေပါဖြစ်နေလဲကိုလို့ရှင်တာမျိုးကိုလို့နေ။အဲ့လိုပြောလို့လဲသူတို့တကောကောင်းဆန္ဒလားပြောပြောလို့မရ။သူတို့ကပုံဝေးကျင်ကိုစိတ်ဝင်စားတယ်။သူတို့လှုပ်ရှားရှိတဲ့လှုပ်ကိုသူတို့လုပ်မယ်။သူတို့ကသူတို့ဘသူပါဖြစ်နေလဲသူတို့စိတ်ဝင်စားဖို့ကြောင်ကနဲ့ပိုက်ရှင်။ဒါပေမဲ့ အရေးကြုံလာရင်တော့အဲ့ဒီ၆ကဏ္ဍပိုင်ရှင်တွေကတအားအားကိုရတယ်။ဘာပဲဖြစ်လာဖြစ်လာမိသားစုမှာဆိုရင်လည်းအရေးကြုံလာရင်အားကိုရတယ်။ဒါပေမဲ့၆ကဏ္ဍပိုင်ရှင်တွေကကိုယ်မှာရှိတဲ့ခွန်အားညံအားကိုအတုံးချပြီးတော့အမြဲတမ်းအများအကျိုးအတွက်ပဲအလိုလိုဆောင်ရတာများပါတယ်။အဲ့လိုပဲ၆ကဏ္ဍပိုင်ရှင်တော်တော်များများသွေးနဲ့ပတ်သက်တဲ့ကျမကြီးနောက်တစ်ခုက ကျွန်တော်တို့ဒီအစာအိမ်နဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေဖြစ်တတ်တာကြောင့်သတိထားစီခြင်းပါတယ်။နောက်ပြီးတော့ခုနှစ်ရက်နေမူကြတဲ့ပုံကိုယ်တွေ16ရက်နေမူတဲ့ပုံကိုယ်တွေ25ရက်နေမူကြတဲ့ပုံကိုယ်တွေဟာခုနှစ်ကဏ္ဍသမားတွေဖြစ်ကြပါတယ်။ခုနှစ်ကဏ္ဍပိုင်ရှင်တွေဟာဂမ်ဘီယာကဏ္ဍလို့လည်းပြောကြတယ်။ခုနှစ်ကဏ္ဍပိုင်ရှင်တွေဟာဘဝမှာ ထူးခြားစံပြမှုတွေကိုတအားချိုက်တယ်။သူတို့ကြည့်လိုက်ရင်အမြဲတမ်းအဲ့လိုစကလုံးတွေကလည်းပြောလိုက်ရင်သိတယ်မလားစမ်းကျဲနေတာပဲ။ဒါခုနှစ်ကနန်းပိုင်ရှင်နေ။ပြီးတော့ခုနှစ်ကနန်းပိုင်ရှင်နေကသွေးထွက်တန်ယူဖြစ်တာတွေကြိုက်တယ်။ကြည့်ရင်တော့မှ action ကားတို့အတိုင်းကားတို့ဂမ်ဘီယာကားတို့ဒါတွေကိုကြည့်ကြတာ။ဒီလိုဝိတ္ထုမျိုးတွေကိုကြည့်ကြတာခုနှစ်ကနန်းသမားတွေဖတ်ကြတာပေါ့နော်။ပြီးခုနှစ်ကနန်းသမားတွေဟာပြောရင်ပြက်တယ်လုပ်ရင်တီးတယ်ကြိုတင်ကြံစီမှုကြိုတင်စီစဉ်မှုတအားအ ကောင်းတယ်။သူတို့ကအများရန်သူတို့ရဲ့ physically ရုပ်ပိုင်းဆိုင်ရာကိုလည်းကျမ်းမှကြန့်ခိုင်နေအောင် ပြင်ဆင်ထားတယ်။သူတို့လုံမဲ့အလုပ်သူတို့ရဲ့ဘဝဒုတက်ကြာဒုတက်ချောင်းတယ်သူတို့ရဲ့ quality of life သူတို့ရဲ့ဘဝအရေးချင်းကိုလည်းအများရန်ကြိုတင်ပြင်ဆင်ထားမှုရှိတာခொနေကနန်းပိုင်ရှင်တွေခொနေကနန်းပိုင်ရှင်တွေဟာစိတ်မြန်လက်မြန်ရှိတဲ့ဒေါသကြီးတတ်တယ်။ဒေါသကြီးတဲ့အလျောက်ပဲစေတနာထားတဲ့နေရာမှာလည်းသူများနဲ့မတူဘူး။သို့တော့ခொနေကနန်းပိုင်ရှင်တွေဟာပြူကြီး လူမျိုးကြီးဖြစ်တာညားတယ်ဖြစ်မယ်လို့တော့မပြောပါဘူးတိုးတော့ခொနေကနန်းပိုင်ရှင်တွေဟာအသက်အရွယ်တစ်ခုရောက်တော့မှအင်းအောင်ကြတာမျိုးအင်းအောင်ပြူရတာမျိုးဖြစ်တတ်တယ်အဲ့လိုပဲခொနေကနန်းပိုင်ရှင်တွေဟာကျွန်တော်တို့ဒီအာဘယ်လိုပြောရမလဲဒေါက်တာမင်းမြကလေထဲမှာလေထဲကနေပြီးတော့စကားပြတ်တတ်တူပေါ့ဗျာလက်တွေ့မရှိဘူးပေါ့ လီပဲရှိတဲ့သူတွေနဲ့ဆိုသူတို့ကမတည့်ကြအောင်ဒါခုနှစ်ကနန်းပိုင်ရှင်တော်တော်များများခုနှစ်ကနန်းပိုင်ရှင်တွေအတွက်အကောင်းဆုံးသောရေရာကတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲအိမ်မှာရှိတဲ့ကြည့်ရဖန်တဲ့ဓာရီကိုလွတ်ပြတာပြီးတော့ခုနှစ်ကနန်းပိုင်ရှင်တွေကအကောင်းဆုံးသောဘဝရေရာကအမြင်နဲ့တသက်ရရနေတာအဲ့လိုအိမ်နေပါတယ်တန်ရှင်းလောက်ပြီးတော့နေတာအခန်းလေးရှင်းတာ အဲ့လိုမျိုးရေးအမြဲနေလေလက်လာမှတိုးတက်ဒီပါပဲအဲ့လိုပဲရှင်းရနေမူရတဲ့သူ18ရက်နေမူရတဲ့သူနောက်ပြီးတော့ကျွန်တော်တို့20နဲ့6ရက်နေမူရတဲ့သူဒါရှေကနန်းပိုင်ရှင်တွေပေါ့ရှေကနန်းပိုင်ရှင်တွေကတော့အမြဲတမ်းမျက်နှာတည်တယ်အများကြည့်လိုက်ရင်ဒီလိုဒေါသထွက်နေတာလားဒေါသဖြစ်နေတာလားအကြောတင်းတာလားခြေတာလားမာနာကြီးတာလားအဲ့လိုအတင်ခံရတာရှေကနန်းပိုင်ရှင် ဒါပေမဲ့သူတို့ရဲ့စိတ်နေစိတ်ထားကတအားနုညံ့တယ်တအားနုညံ့တဲ့အပြင်မှာကိုအဲ့ဒီအပြင်ကိုသူတို့ကအများနဲ့မတူတဲ့အရေးအချင်းတွေရှိတယ်စွမ်းဆောင်ရည်တွေရှိတယ်အတွေးခေါ်တွေရှိတယ်တစ်ဖက်သားကိုတအားနားလဲပေးနိုင်ကြတာရှေကနန်းပိုင်ရှင်တွေရှေကနန်းပိုင်ရှင်တွေဟာမိသားစုတောင်ဝင်ကိုအရန်ထမ်းဆောင်ဝါတတ်တယ်လို့ပြောလို့ရတယ်ရှေကနန်းပိုင်ရှင်တွေဟာအခြေအေးမှာ ကျင့်ကြက်စေတဲ့အခြေအနေနဲ့ကြုံရတာများတယ်။ချုံနောင်မှုခံရတဲ့အခြေအနေနဲ့ကြုံရတာများတယ်။ကိုယ့်ဘက်ကပေးဆက်ခဲ့တဲ့အရာတွေနဲ့ပြန်ပြီးတော့ရလိုက်တဲ့အရာမတန်တာမျိုးတွေဖြစ်တတ်တာပေါ့နော်။ဒါရှေ့ကနေပိုင်ရှင်တွေပေါ့။ရှေ့ကနေပိုင်ရှင်တွေအတွက်အသင့်တော်ဆုံးသောအလုပ်ကတော့ဥပဒေအလုပ်။နောက်တစ်ခုကအလူတွေကိုကြားညှိပြီးတော့ဆက်ဆံပေးရတဲ့လုပ်ငန်းတွေအာမခံတို့နောက်တစ်ခုကနောက်ထပ်လုပ်ငန်းတစ်ခုကတော့ကျွန်တော်တို့ဒီ သူတွေကိုစိတ်ခွန်အားပေးရတဲ့လုပ်တွေပေါ့ဗျာဒီလိုလုပ်တွေကပို့ပြီးတော့ကောင်းတယ်ရှင်နန်းပိုင်ရှင်တွေရှေ့ရ9ရ9ခဏရ3ခဏရအဲ့ဒီကနန်းပိုင်ရှင်တွေကပေရင်ဆရာဂမ်ဘီယာဆရာလော်ကီဆရာအထက်လန်းဆရာစသဖြင့်လော်ကီနဲ့ပတ်သက်တဲ့ပညာတွေကိုလုပ်မယ်ဆိုရင်ပို့ချိုးပေးရှင်နပိုင်ရှင်များအတွက်အကောင်းဆုံးသောယေရီယာကအာကျွန်တော်တို့ဘယ်လိုခေါ်လဲဟိုပပောက်စုပ်အဲပပောက်စုပ်ကိုဘုရားမှာ ထမင်းလေးနဲ့စုပေးတာမျိုးကတင်တော်တယ်။နော်လုပ်ပေးတင်တယ်ပေါ့နော်။နောက်ပြီးတော့9ရက်နေမူရတဲ့သူတွေ16ရက်နေမူရတဲ့သူတွေကျွန်တော်29ရက်နေမူကြတဲ့သူတွေဒါတွေကကိုကနန်သမားတွေပေါ့။ကိုကနန်ပိုင်ရှင်တွေကတော့ဘာသာရေးသမားဘာသာရေးအင်အားများတတ်တယ်။ကိုကနန်သမားဟိဆိုရင်ဘာသာရေးလုပ်လေတိုးတက်လေဘာသာရေးလုပ်လေကျမ်းမာလေဘာသာရေးလုပ်လေချမ်းသာလေဘာသာရေးလုပ်လေအဆအဆအရာအဆင်ပြေလေဆိုတာကိုကနန်သမား ကိုကနန်းပိုင်ရှင်တော်တော်များများဟာလူချင်းမိဘပေါ်မှာတိတက်တဲ့လောက်လူချင်းမိဘတွေကတော့ကိုကနန်းပိုင်ရှင်တွေဆိုရင်အငြင်းအပြစ်ပြောတာခံရတတ်တယ်။ဘာပဲလုပ်လို့မိဘတွေရဲ့အမြင်မကြည်ခြင်းကိုခံရပြီဆိုရင်လည်းကိုကနန်းပိုင်ရှင်တွေကိုဘကမှန်အောင်နေလဲအပြစ်ပြောခံရပြီဟေးဆိုရင်ကိုကနန်းပိုင်ရှင်တွေများတယ်။ကိုကနန်းပိုင်ရှင်တော်တော်များများဟာစိတ်နဲ့လူနဲ့မကက်မှုတွေခဏခဏကြုံရတယ်။ကိုကနန်းပိုင်ရှင်တော်တော်များများဟာဘဝရဲ့ဝကြွေးတွေ ငယ်ရွယ်စဉ်မှာတအားခံရတယ်အသက်10ကျော်တက်လောက်ရောက်မှအဲ့ဝေကျွေးတွေပြီးလို့ကိုဘွားကိုကိုမြင့်တေကိုစူးစမ်းကြတာကိုကနေတော်တော်များများဖြစ်တတ်တယ်ကိုကနေပိုင်ရှင်တွေဟာသူများလောက်တိုင်းလိုင်းမလို့ဘူးကိုလန်းကိုလျှောက်တယ်ကိုလန်းကိုဖောက်တယ်ကိုကနေပိုင်ရှင်တော်တော်များများဟာကိုလိုရမဲ့လမ်းကြောင်းကိုတည်တယ်သူများပြောပြစရာမလိုထောက်ပြစရာမလိုအများရဲ့အကြံပေးမှုမလိုကိုကနေပိုင်ရှင်တွေဟာဘွားမှာ တတ်သမှတ်တဲ့တိတိကျကျသွားတဲ့စာအုပ်ကြီးတွေဖြစ်တယ်။သို့သော်သူတို့ရဲ့နှလုံးသားကတော့အမြဲတမ်းခံစားမှုတွေနဲ့ပြည့်နေနေတဲ့အတွက်တခြားသူရဲ့ဒီကိုယ်ပေါ်မှာရှိတဲ့မေတ္တာကိုမေတ္တာရှိပါလေလို့ကိုယ်ကိုလာပြောရင်တောင်မှပြပြုံလေးပဲဆက်ဆံပြီးတော့ချိန်တိုင်းလဲသူတို့စီကပြင်ရမယ့်အရာတွေအတုတွေပဲဆိုတော့တည်သွားတာဖြစ်တတ်တယ်ဒါကုက္ကနံနေ အမေကုန်းကနေနေဟာအိမ်တော်ကြီးကံကောင်းချင်းသာသမီရတနာကံကောင်းချင်းနေဖြစ်တတ်တယ်ကိုကနေပိုင်ရှင်နေဟာအကုန်ဝင်ဝင်နာတို့သမုတ်အိမ်ရဖျားမှာဖျားနေကိုတိုင်အမြင်ကိုရင်မွေးရတိုင်းလူပြီးတော့ဆွတောင်းပေးတာလို့လုပ်တင်ပါတယ်ဒါကိုကနေပိုင်ရှင်နေပါအားလုံးအတွက်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့မိတိကနန်းပိုင်ရှင်မစိုးကျွန်တော်တို့လုံးလို့ရမယ့်ရည်ရာပေါ့အဲ့ဒါကတော့ ့မှာငွေကြေးချေးတာခက်ခဲနေပြီပင်ပန်းနေပြီပြဿနာတွေရှိနေပြီအဆင်မပြေမှုတွေရှိနေပြီငွေကြေးနဲ့ပတ်သက်လို့ပင်ပန်းနေပြီဆိုလို့ရှိရင်လက်တစ်ဖက်မှာကာကြီးလို့ရေးလိုက်ဒီဘက်တစ်ဖက်မှာရပ်ပလက်လို့ရေးလိုက်ရေးပြီးရင်အိရှိ rain box ရှိကိုသွားပြီးလက်ခုပ်တွေတီးပြီးတော့ငွေတွေဝင်လာပါစေလို့ဆုတောင်းလိုက်ပါအောင်မြင်တော့ဘုရားမြတ်ပိုင်ဆိုင်နေကြပါစေကျေးဇူးတင်ပါတယ်